်မင်္ဂလာပါခင်ဗျာအခုတင်ဆက်သွားမှာကတော့မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မှာရှိသောဒီပညာတက္ကသိုလ်တောင်ကြီးအကြောင်းပေါ်ပြတင်ဆက်သွားမှာဖြစ်ပါလိမ့်ခင်ဗျာဒီပညာတက္ကသိုလ်တောင်ကြီးဟာဆိုရင်ဖြင့်မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်တောင်ကြီးမြို့နယ်ဧတာယာမြို့တွင်တည်ရှိပါတယ် ဤပညာတက်ကတော်တောင်ကျူသည်မြောက်လက်တီကျူ20ဒီဂရီ46မိနစ်38စက္ကန့်နှင့်အချိန်လောင်တီကျူ96ဒီဂရီ59မိနစ်56စက္ကန့်တွင်တည်ရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်ပေ3290တွင်တည်ရှိနေသည်သောရွှင်ပါစေ ျမ်းပြည်နယ်တောင်ပိုင်းရဲ့အထင်ကြီးနေရာများဖြစ်ကြသောအင်းလီကန်ပင်းရလှိုင်ကူများအပြင်အေးချမ်းလှပသည့်ကလောမျိုးနှင့်လည်းမဝေးကွာသောနေရာတွင်တည်ရှိပါသည်ရက away. ီပညာတက်ကစိုးတောင်ကြီးကို1992ခုနှစ်တွင်အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး2008ခုနှစ်တွင်ဒီပညာတက်ကစိုးအဖြစ်အဆင့်မြင့်တင်ခဲ့ခြင်းဖြစ်ပါသည်။ တက္ကသိုလ်ရဲ့မြေဧရိယာစုစုပေါင်းအကျယ်အဝန်းဟာ93ဒသမ98အေကာရှိပါတယ်ခင်ဗျာစတင်ဖွင့်လှစ်ခဲ့စဉ်ကမြို့ပြအင်ဂျင်နီယာတင်တန်းမျက်စစ်စွမ်းအားအင်ဂျင်နီယာတင်တန်းနဲ့တတုဒုဖို့ရေးအင်ဂျင်နီယာတင်တန်းများကိုသာဖွင့်လှစ်ခဲ့ပါတယ်ယခုအခါမှာတော့ electronic engineer အတန်းနဲ့စက်မှု engineer အတန်းနဲ့တုဒ္ဒနည်းပညာတန်းနဲ့များကိုတိုးချဲ့ပြည့်နှက်နိုင်ခဲ့ပြီးစုစုပေါင်းတန်း6မျိုးဖြင့် ွင့်လင်းတင်ကြားပေးလျက်ရှိပါတယ်။ဒီနေ့ဤတင်ကြားတက်တူတောင်ကြီးမှာဝန်ထမ်းအင်အားစုစုပေါင်း236ဦးရှိပြီးတင်ကြားရေးဌာန12ဌာနစီမံအုပ်ချုပ်ရေးဌာန5ဌာနစုစုပေါင်း18ဌာနဖြင့်ဖွဲ့စည်းစီမံဆောင်ရွက်လျက်ရှိပါတယ်။ဤပညာတက်တူတောင်ကြီးဟာ 9001-2015 version ဖြင့် ISO အသိမှတ်ပြုလက်မှတ်ရရှိထားသောတက္ကသိုလ်တစ်ခုလည်းဖြစ်ပါれခင်ဗျာ။ဒီပညာတက်သောတောင်းကြီးဟာဆိုရင်နိုင်ငံတကာအသိမှတ်ပြုတက္ကသိုလ်ဖြင့်ရက်တည်နေတာ။စူးစမ်းဆောင်ရွက်လျက်ရှိရမှာလေမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ပနာမလိုအပ်ချက်များကိုစစ်ဆေးမှုခံယူပြီးဖြစ်ပါれ။ဒီနေ့ညတက်ကတော့တောင်ကြီးရဲ့ဆောင်ပုဒ်ကတော့ ဒီကန်စန်တဲ့ဤတင်ရမယ်ဖြစ်ပါဒီပညာတက်ကတော်တောင်ကြီးဟာဆိုရင်နိုင်ငံတော်နှင့်ဒေသရဲ့လူမှုစီးပွားပုံပြတိုးတက်ရေးအတွက်စံဆောင်လာကြီးလက်ဆောင်ထူးထွန်သည့်အင်ဂျင်နီယာများစံသက်တည်ခင်နိုင်သော သူတည်သည့်များမွေးထုတ်ပေးနိုင်ရန်နှင့် င်ငန်တကာအတိမတ်ပြီးတော့သူတည်တနာဥစားပေးတက်ကလေးတစ်ခုဖြစ်လာစေရန်ဟူသောညွန်မှန်းချက်အမျိုးသားပညာရေးဥပဒေဤဥပဒေများနှင့်အစစ်မြင့်ပညာရေးဥပဒေဤဥပဒေများပါပြဋ္ဌာန်းချက်များအားအကောင့်အထည်ပေါ်ဆောင်ရွက်နိုင်ရန်ပညာရေးချင်းကိဝပြီးစိတ်သက်စည်းကမ်းကောင်းမွန်သောအင်ဂျင်နီယာကောင်းများဖြစ်ပေါ်လာ၍နေကျင်ပေးရန်ဒီသာအကျိုးပြုသူတည်တနာဆောင်ရွက်ရန်တည်တွင်းပြပါတက်ကတူလား ခြားအခွင့်အရေးများစိတ်ယုံအလုပ်ယုံများနဲ့ချိတ်ဆက်ဆောင်ရွက်ရန်ဟူသောခံယူချက်များချမှတ်ထားရှိပြီးနိုင်ငံတော်အတွက်လိုအပ်သောအရေးအတွေးပြည့်ဝသည့်သုဆာအားအရင်းရစ်များကို20ရင်းထုတ်ပြီးရရှိပါသည်။ဤဒီမှာတက်ကတော်တောင်ကြီးအတွင်လိုအပ်သောအခြေခံအဆောက်အအုံများကို20ဘတ်ဂျက်များရထားတည်ဆောက်ပြီးရရှိပါသည်။အခုချိန်မှာသုံးသက်စာပေကောင်းအဖြစ်ပစား ဒီကံငယ်လေးထက်ဝန်ထမ်းအိမ်ရာတန်းစားအလို့ညုံသုံးလောင်နဲ့အဆုံသောအားကစားခံလိုက်ပါသူစံပေါ်လို့အားကစားခြင်းနဲ့တောင်းသားကြောင့်လို့အိမ်ဆောင်သုံးလောင်တို့ကိုပြီးဆောက်ပြီးစီနေတယ် ခုမြင့်ပါတော့ဒီတာရေးရပြီးမှပါဘောလုံးအားကစားပေးနေသုံးသက်ဆရာမအပြေတော်ကစားပြီးဆောက်ပေးနေတဲ့အရှိနေပါတယ်တောင်ကျင်းဗမာအင်အားဟောင်းများကိုလည်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လက်ရှိနေကြောင်းကိုလည်းတွေ့ရှိရမှာဖြစ်ပါလိမ့်ခင်ဗျာအခုကဒီပညာတက်ကတော့တောင်ကြီးမှာရှိတဲ့ကျောင်းသားကျောင်းသူများဟာတန်ချင်းတက်ရတာရတော့တောက်ဝင်းကျင်တော့နိုင်ငံတကာဆိုင်ရင်ဆင်ညွှန်းများအတိုင်းသင်ကြားသင်ယူမှုနဲ့ကိုက်ညီသောသင်ယူညွှန်းတာများနဲ့စာတွေ့လက်တွေ့များကို အောင်ဆက်လေ့လာရင်းမိမိတို့ရဲ့ဘဝယူမှန်းချက်များကိုအောင်မြင်အောင်ကြိုးစားကြရတဲ့ ရှိပါတယ်ခုတော့ကျူးလာနိုင်ဖို့အတွက်ကိုလည်း ဥပညာတက္ကသိုလ်တောင်ကြီးမှပမောက်ခချုပ်ဦးဆောင်သောတက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့်စင်တင်ကြားတည်ရမှုရလဒ်များကိုသုံးသပ်ပြီးစဉ်ဆက်မပြတ်တိုးတက်ရေးအတွက်ပြန်လည်စီစစ်စစ်ဆင်းမှုကြောင်းလဲမှုအစီအစဉ်များပါသော standard operation procedure များကိုရေးဆွဲချမှတ်ပြီးအကောင့်တွေပေါ်ဆောင်ရွက်ပေးရရှိပါသည် ပူ2024 2025ပညာသင်နဲ့တွင်ဒီပညာတက်ကတော်တောင်ကြီးမှာကျောင်းသားကျောင်းသူစုစုပေါင်း1434ဦးပဲ့ရောက်ပညာသင်ကြားလျက်ရှိပြီးအစိုးရစက်မှုလက်မှုတိတ်တံမှာဒီပညာတက်ကတော်တောင်ကြီးအဖြစ်အဆင့်မြင့်တင်ပြီးချိန်မှာစ၍ယခုအချိန်ထိ AGDN Diploma 4960တူ EGDN Diploma 548ဦး Module 600တူ မြေပညာဘွဲ့ရ3532ဦးအင်ဂျင်နီယာဘွဲ့ရ3499ဦးနဲ့ဘာဟာအင်ဂျင်နီယာဘွဲ့ရ69ဦးစုစုပေါင်း1320ဦးဝေးထုတ်နိုင်ခဲ့ပြီး အဖြစ်ကျောင်းသားကျောင်းသူများဟာအတတ်ပညာသာမကဘူးကိုယ်ရည်ကိုယ်သေးဖြည့်ဝစေရအတွက်အသိပညာများကိုပါဤလာသိရင်ကြားရရှိရပါတကယ်လို့အနည်းဖြင့်အသိပညာပေးဟောပြောပွဲများလူမှုရေးသင်တန်းများလူမှုဘာသာရေးပွဲများအသိပညာရှင်ပြိုင်လို့ပြိုင်ပွဲများကိုပါစီစဉ်ရေးဆွဲပြီးကျင်းပပြုလုပ်ပေးရရှိပါတယ် ောင်းသားကြောင့်လူများကျန်းမာတန်ဆွမ်းပြီးငယ်ရီထက်နှက်စေရန်အတွက်အားကစားပြိုင်ပွဲများကိုလည်း Semester Live ကျင်းပပြုလုပ်ပြီးရရှိပါလိမ့်ခင်ဗျာဒီပညာတက်ကတော်ရှိဆရာဆရာမများနဲ့ဝန်ထမ်းများပဲအရေးကြီးမြင့်တန်တန်းများကိုလည်းလူသားရင်းမြင့်ခွင့်ကြိုးတိုးတက်ရင်းမြင့်နိုင်ငံတကာဆက်ဆံရေးဌာန Human Resource Development and International Relations Department မြေကြီးကဆိုင်ရာ ကျန်းကျင်ပညာရှင်များတိတ်ခေါ်၍သင်တန်းများပို့ချပေးလျက်ရှိပါလေ။မိမိငါတက်ကတော်တောင်ကြီးရဲ့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ကတော့ The National University of Science and Technology MISS ရုရှားအဖွဲ့အစည်းရဲ့ MOU ရည်ထွေးရန်ဆောင်ရွက်ထားခြင်းဖြင့်လည်းပါ Passage to ASEAN အဖွဲ့အစည်းတွင် Membership of Passage to ASEAN နေဖြင့်ဝင်ရောက်ထားရှိခြင်းဖြစ်ပါ ဇမီယိုစကူးနက်ဝော့တွင်လည်းအတင်းဝင်ဖြစ်ဝင်ရောက်ထားခြင်းဖြင့်၎င်းနိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းမှတ်တမ်းတင်ရိုက်ကိုပြင်ဆင်လိုက်ရပါတယ်ခင်ဗျာ။